ဧပြီ Spring, ီ21ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကိုနားဆင်ရမှာပါ။ထိုင်းမြန်မာနယ်စပ်နားမှာဘုံကျဲတိုက်ခိုက်တာမျိုးမလုပ်ဘူးထိုင်းဘက်ကသတိပေးတာအောင်မျက်ကွယ်ပြုပြီး KNLA နဲ့တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့နယ်စပ်နားမှာဧပြီ21ရက်နေ့လယ်ပိုင်းကစစ်ကောင်စီလေတပ်ဟာဘုံကျဲခဲ့တဲ့အကြောင်းထိုင်းသတင်းဌာနခေါက်ဆွတ်ကဖော်ပြပါရယ်။ကန်ချနာပူရီခရိုင်ဘန်ဖူနမ်ရွန်နယ်စပ်ကအင်းဒီကိုစစ်ကောင်စီလေတပ်လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့တာဖြစ်ပြီးထိုင်းလေပိုင်နဲ့တဲကိုဝင်ရောက်ခဲ့တဲ့ဆိုရာ ထိုင်းဘက်ကအမှတ်တမ်းရရှိထားတယ်လို့လည်းဖော်ပြပါရရှင်။စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ဥတ္တရသီရိမြို့နယ်တနေရာမှာ April 19ရက်နေ့ကလမ်းပိုင်းထင်းကျုံစစ်ဆေးမှုအတွင်းစစ်ကောင်စီတပ်ရဲ့ကပ္ပစာ73ဗိုလ်မှူးအပအဝင်3ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း PLA ထုတ်ပြန်ပါရယ်။ဒါပေမဲ့ပြန်ဆုတ်ချိန်မှာစစ်ကောင်စီတပ်ကလိုက်လံတိုက်ခိုက်တာကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပြီးဖမ်းမိထားသူ၃ဦးစလုံးသေဆုံးခဲ့ရတယ်လို့သိရပါရရှင်။ တရုတ်အကူအညီနဲ့လာရှိုးမျိုးရဲစစ်ကောင်စီတပ်ပြန့်ဝင်လာပြီးနောက်လာရှိုးမျိုးတော်ခမ်းမရှိမှာလွှင့်ထူထားတဲ့ MNDAA နဲ့ကိုကန်အထူးဒေသတစ်အလံတို့ကိုပြန်လည်ဖြုတ်ချလိုက်ပြီလို့ဒေသခံတွေပြောပါရရှင်။ American နိုင်ငံဟာ Bangladesh ကတဆင့်ချင်းမျိုးသားတပ်ဦး CNF အပါအဝင်မြန်မာနိုင်ငံကတော်လှန်ရေးတပ်ဖွဲ့တချို့ကိုစစ်ဘက်ဆိုင်ရာအကူအညီတွေပေးဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကို ိန္ဒိယအခြေစိုက်သတင်းဌာနတခုကဖော်ပြခဲ့ပါတယ်။အဲဒီနောက်အိန္ဒိယအစိုးရကပါမေးမြန်းစုံစမ်းလာတယ်လို့ CNF ပြောရေးစုခွင့်ရှိသူကပြောပါတယ်ရှင်။